မင်္ဂလာပါခင်ဗျာအမေရိကန်ကဖုံဖုံဇဝနာလမ်းပြောတာရောမိတ်ဆွေတွေကလမ်းမိတာရောအာဒီ online မှာ scam လုပ်နေတဲ့လူလင်လူညာတွေလည်းအရန်ပေါ်နေတာတကြောင်မလို့ကျွန်တော် live လေးပြီးတော့အကြောင်းအရာလေးတစ်ခုတင်ပြခွင့်ပြုပါအဲ့ဒါကတော့အမောင်ကိုခွင်းအလင်းဆောင်စုဆိုတဲ့ကျွန်တော်တို့ season ဆောင်ရနေတဲ့အခြေအနေနဲ့ပတ်သက်လို့နေ့တော်ကကျွန်တော်တင်ပြလိုက်တဲ့လှ10ဒေါ်လာပါဝင်ကူညီကြပဲအစီအစဉ်လေးပတ်သက်ပြီးတော့ဖြစ်ပါတယ်နေ့တော်ကျွန်တော်ထပ်မံတင်ပြပါရစေကျွန်တော်ခုလက်ရှိဆောင်ရွက်နေတဲ့အာဒီ တော်လည်းခက်ခဲတဲ့တောင်ပေါ်ဒေသတွေအတွက်ပေါ့နော်တောင်ပေါ်ဒေသတွေဆိုတာစီဆောင်စခန်းတွေလည်းပါတယ်စာတင်ကျောင်းတွေလည်းပါတယ်အဲနောက်တစ်ခါအဲ့ဒီဒေသပတ်ဝန်းကျင်မှာအဲဒီထိုင်နေတဲ့ဒလိုင်းတက်တွေတွေလည်းပါတယ်ကျွန်တော်အခုဆက်သွယ်စနစ်တွေတက်ပြီးတယ်ပေါ့အခုဆိုဘင်္ဂလားဒေ့ရှ်တောင်မှာအခု3လတော်တွင်စာချုပ်ချုပ်တော့မယ်ဗာစာချုပ်လဲဆိုတော့အော်ဒီ Starlink နဲ့အသုံးပြုခင်တရားဝင်အသုံးပြုခင်စာချုပ်ချုပ်တော့မယ်ပေါ့နော်ကျွန်တော်နိုင်ငံတွေလည်းပဲမကြခင်တော့ဖြစ်လာမှာပါဘာလို့လဲဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပြောချင်တာပါ Starlink ပေါ့အခုကျွန်တော်တို့ဒလိုင်းနယ်မြေတွေမှာဆိုရင် ဖက်စစ်တက်ကက်ဒီဆက်သွယ်စနစ်တွေမရှိသလောက်ပါပဲမရှိသလောက်ပါပဲအဒီနေ့ဆိုရင်လည်းပဲ fiber cable တွေ MC fiber cable တွေကိုလည်းကျွန်တော်တို့ operation လုပ်ပြီးတော့ season ကြတာရှိပါတယ်ဝါဒူတွေဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဆက်သွယ်မရှိတဲ့ဒီဒေတာမှာကျွန်တော်တို့အများစုဟာ starling တွေတုံးကြပါတယ်တုံးရပါတယ်ဒါအလုံးသိနေတဲ့ဟိုဟွာပါပဲ top secret ပါပဲအဲ့တော့ကျွန်တော်အခုဟိုဒီတောင်ပေါ်ရွာတွေအရန်သွားလာခက်ခဲတဲ့စာတင်ကြောင်းတွေကို ဟိုဒီအင်တာနက်စနစ်နဲ့ပညာသင်ကြားရေးကိုရှေ့လာမဲ့နှစ်သစ်မှာဆောင်ရွက်နိုင်ဖို့ကျွန်တော်ဟိုတက်နိုင်သလောက်ပေါ့နော်ကျွန်တော်စူးစမ်းနေပါတယ်တက်ဆိုင်တဲ့ပညာရေးဌာနတာဝန်ရှိသူတွေလုပ်နေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကြတော့အရှင်းမြင့်တဲ့နိုင်ငံတကာပညာရေးစနစ်ကိုသင်ကြားခွင့်ရဖို့ဒီအင်တာနက် Starlink ကိုလိုက်လံတက်ဆင်ပြီးဖို့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်အခုဆိုကျွန်တော်တက်ပြီးတဲ့အကြောင်းဆိုရင်အာ၃ကြောင်းရှိသွားပြီဖြစ်ပါတယ်၃ကြောင်းရှိသွားပြီဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီ data ကို သွားပြီးတက်ပြီးတဲ့ခါမှာသူ့ရဲ့လစဉ်ကြီးအတွက်ကျွန်တော်တို့ကူညီပေးဖို့လိုပါတယ်တချို့ဒေသတွေဆိုရင်တစ်လဒေါ်လာ100ရောင်ရောက်အောင်စုနိုင်ဖို့ရှာနိုင်ဖို့မလွယ်ပါဘူးမလွယ်ပါဘူးအရန်ကိုခက်ခဲကြပါတယ်တချို့နေရာတွေဆိုငွေဥသီးနဲ့ပဲချမင်းစားနေကြရတဲ့ရွာတွေလည်းရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်ကအဲဒီစီစဉ်ကိုပန်ကြားတာဖြစ်တယ်အမနေ့ကတစ်လကို100ဒေါ်လာစုတဲ့လူ100ရောက်စုဖွဲ့လေးတွေအစုဖွဲ့50လောက်ကျွန်တော်လူကျွန်တော်ကိုကူညီပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်လိုက်တယ်ဗျဖိတ်ခေါ်တော့ အများဆုံးဆက်သွယ်လာတာတော့ Everton ချစ်ဖို့ကောင်းတဲ့စင်ကာပူရင်းစင်ကာပူကမိတ်ဆွေတွေဖြစ်ပါတယ်။ PN Britain, American, Australia အများကြီးဆက်သွယ်လာအများကြီးကျွန်တော်မနေ့ကတန်တနီကုန်းမက်ဆေ့မဖတ်နိုင်လောက်အောင်ကိုကျွန်တော်ဆက်သွယ်လာကြတာတရားတော်ဂုဏ်ယူပါတယ်။ဝမ်းသာပါတယ်။နော်အခုဒါ7ဒေါ်လာစုကြရဆိုတဲ့အဖွဲ့ကိုကျွန်တော်အနေနဲ့မြစ်တာရခံနေတာကဥပမာဆို American မှာဆို American မိမိတို့မိတ်ဆွေတငယ်ချင်းနဲ့ယုံကြည်ရတဲ့လူ၁၀ယောက်ကိုစုလိုက်ပါ။စုပြီးရင်တယောက်၁၀ဒေါ်လာနဲ့တယောက်ကတောင်းပန်ခံပြီးတော့ကောက်ခံပေးပါ။ ဒါဆိုရင်တစ်လောက်ကိုဒေါ်လာ100ဖြစ်မယ်အမေရိကန်ဒေါ်လာပေါ့နော်တရားဖြစ်လို့ရှိရင်ကျွန်တော်တို့ဒီကရွာကြီးတရွာကိုကျွန်တော်တက်ဆင်ပေးမဲ့ Starling အတွက်ကိုလက်စင်ကြီးကိုအဲ့ဒီမိတ်ဆွေရပဲတာဝန်ယူပြီးတော့ဆောင်ပေးပါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်တာဝန်ယူပြီးလုပ်တာဖြစ်တဲ့ကြောင့်ကြားဖြတ်နေလဲပတ်သက်စရာအကြောင်းမရှိဘူး။ဘာရာဇဝတ်မှုမှုကလည်းပတ်သက်စရာအကြောင်းမရှိဘူး။တကယ်ကိုအမောင်တူကြီးထဲမှာအတိနော်နေနေကြရတဲ့ပြည်သူတွေကလေးတွေပညာအမြဲတမ်းငတ်မွနေတဲ့ပညာရေးအမြဲတမ်းသင်ကျင်တဲ့ကလေးတွေပညာသင်ကြားခွင့်အခွင့်အလမ်းတွေ အဲနော်နောက်တစ်ခါနိုင်ငံသားတွေသွားပြီးအလုပ်လုပ်နေကြတဲ့တာချင်းဆွေမျိုးတွေနဲ့နောက်တော်လိုင်းတက်တွေအတွက်အတေသာမှာလှူရှာနေတော်လိုင်းတက်တွေအတွက်ဆက်သွယ်ရေးစနစ်ဒီတက်ကိုအထောက်အကူပြုစီမဲ့အစီအစဉ်ကိုတစ်လကိုဒေါ်လာ100ကျွန်တော်လိုချင်တာတော့စင်ကာပူဒေါ်လာ99ဒေါ်လာပေါ့ဒါပေမဲ့ဒေါ်လာ100လို့ထားလိုက်ပါဒေါ်လာ100ဝိုင်းကူပေးမဲ့လူအစုဖွဲ့တွေအမြောက်များလိုအပ်ပါတယ်အကယ်ရရှိလာရင်ကျွန်တော်ကိုယ်တိုင်ဘေးရွာမှာတက်ဆင်ပေးရတယ်ဆိုတာကိုအဲ့ဒီစုဆောင်းကောက်ခံတဲ့တာဝန်ခံနဲ့ကျွန်တော်ကမိတ်ဆက်ပေးထားပြီးရွာကအစီအစဉ်တိုးမြှင့်မှုတွေပါဘလောက်ထိသူတို့အဆင်ပြေတယ်ဆိုတဲ့အကြောင်းတွေကိုပါ အသိရှိခွင့်ရစီမှာဖြစ်ပါလေဗျဒါလည်းပါလေဒေါ်လာဟင်းတောင်ထမ်းဆောင်တာပါပဲအာတလ10ဒေါ်လာလဲမို့လို့ကျမတို့ကကျွန်တော်တို့ကအားနာလို့မဟုတ်ပါဘူးဗျမဟုတ်ပါဘူးနန်းတစီဆိုပေမဲ့စီတိုးကြီးဖြစ်ဖို့နန်းစီပေါ်များစွာလိုပါလေအဲ့တော့မိမိတတ်နိုင်တဲ့နန်းတစီအတွက်ကိုလည်းဘာမှဟိုမဖြစ်ပါနဲ့စိတ်မပူပါနဲ့10ဒေါ်လာ10ဒေါ်လာအရောက်1000 1000ဆုတဲ့ခါကျရင်ဒေါ်လာ1000ချီဖြစ်တာပါပဲဗျเนาะအဲ့တော့ကျွန်တော်တို့ကလူကြီးများများကျွန်တော်တို့ရဲ့တိုင်းပြည်အတွက် ခုဆိုတိုင်းရင်းသားဒေသတွေဆိုပေမဲ့မြေပြန့်ဒေသကိုရေးပြီးဥတီပြီးကျွန်တော်တို့သွားမှဖြစ်ပါတယ်ကျွန်တော်တို့ဒီဒေသတစ်ခုတည်းတည်းမှာတွင်နေဖို့မို့ဒီဒေသမှာဖူလောမဒီဒေသမှာလွတ်လာမဒီဒေသမှာအပီးတိုင်နေဒီပြည်ရွာသူရွာသားဒေသခံပြည်သူပြည်သားအားလုံးလိုအပ်တဲ့ထောက်ပံ့မှုတွေဆက်သွယ်ရေးတွေလမ်းကြောင်းတွေလွတ်လပ်လုံခြုံတဲ့ကာကွယ်ရေးစနစ်တွေအုပ်ချုပ်ရေးစနစ်တွေကျန်းမာရေးစနစ်တွေပြည်ထောင်စုကျွန်တော်တို့လုံလုံတို့တဖြည်းဖြည်းကျွန်တော်တို့ရဲ့လွတ်လပ်သောနော်ဒီတိုင်းသားအားလုံးရဲ့ဒီဒေသကောပြည်နယ်ကောင်းဆောင်ပြည်နယ်အစိုးရအဖွဲ့တွေရဲ့အုပ်ချုပ်မှုပမာဏတွေပုံမှန်ကျပြန့်သောနေထားသည့်ပြည်အောင်ကုညင်းကျွန်တော်တို့တဖြည်းဖြည်း မိပြန့်ကိုအလဲပိုင်းနေဘူးကျွန်တော်ဥတီမှာဖြစ်ပါတယ်ဒါကြောင့်မလို့အမောင်ငိုခွင်းအလင်းဆောင်ကိုဒလဆော်ဒေါ်လာနဲ့စုကြစုနော်အဲ့တော့ကျွန်တော်တို့မြေဆွေတွေဝိုင်းကူပေးဖို့မြေတိုင်ရခံပါတယ်ကျွန်တော်တယောက်တည်းနဲ့ဒီထဲမှာတော့ဒါလောက်မလုပ်နိုင်ဘူးအများကြီးအလုပ်နေကြအစုခွေလေးရှိကြပါတယ်ဒါပေမဲ့ကျွန်တော်အစီအစဉ်မျိုးတေချာစတားလင်းကိုကျွန်တော်ရှားတယ်လူရှင်နဲ့ရှားတယ်ကျွန်တော်ကိုရင်းနဲ့စုတယ်နော်လိုအပ်တဲ့ဒီတင်ထောက်ကူပစ္စည်းတွေဟိုမှာအခုဆိုရင်ကျွန်တော်ဘယ်လောက်ထိစူးစမ်းနေလဲဆိုရင်ဒီ smart tv ဒီ smart bulb tv ကြီးတွေအထိကျွန်တော်စူးစမ်းနေပါတယ် ကျောင်းတွေကိုဘလောက်ကြီးပဲစစ်ဖြစ်နေပါစေဘလောက်ကြီးပဲဘုံကျဲနေပါစေအာတချို့ကတော့ပြောတာဗောဘုံကျဲခံတီးလိမ့်မယ်ဘာမှမဆောက်နဲ့မလို့ဘူးဗျကျဲကမှကျဲဖက်စစ်အကျန်းဖက်တက်မှာနေရာအနှံ့ကိုလိုက်ကျဲနိုင်လောက်တဲ့ဘုံမလုံးတော့မရှိတော့ဘူးကျွန်တော်လွတ်တင်တာလွတ်ရမှာပဲတော့ဘုံကျဲကမှကျဲကျွန်တော်တို့ပညာသင်ကြားရေးအဆင့်ကိုခရင်ကာနဲ့တဏီမိုးလေးနဲ့အဆောင်ဆုပ်ပြတ်နေပါစေကျွန်တော်တို့တင်တဲ့ကလေးတို့တင်တဲ့ပညာရေးကဘာအဆင့်မီဖြစ်ရမယ်နော်မတိလို့ရှင်ရွာလေးကအင်မတန်ပဲခင်းနောက်ကြာနေပါစေ ဒါပေမဲ့တို့တော့အုံပြနေတဲ့ဆက်သွယ်ရေးစနစ်ကကမ္ဘာအဆင့်မြဖြစ်နေရမယ်တို့အားလုံးကကမ္ဘာကြီးမဖြစ်နေလို့ဆိုတာအချိန်တည်းတပြီးတိခွင့်ရအောင်ကျွန်တော်တို့စီစဉ်ပေးရမယ်နှစ်ပေါင်း၄၆၀ပြည့်စင်မီမီယာဖုန်းလိုင်းမရှိအမောင်တူထဲမှာဘယ်လောက်နေခဲ့ရပါစေတို့ဒီကနေ့ကစပြီးလောကအလင်းကိုမြင်ခွင့်ရစေရမယ်ဒါမျိုးကျွန်တော်တို့ကိုချင်းစာစိတ်နဲ့ကြည့်ရသူကြားသားတွေအတွက်ကျွန်တော်ဆောင်ရနေပါတယ်လို့ဖုန်းဖုန်းဇေဝနာနဲ့မိတ်ဆွေများအမေရိကန်အခု online group ဖွဲ့ပြီးတော့ဆွေးနွေးနေကြတဲ့မိတ်ဆွေများကြေကြေပြန့်ပြန့်စီယုံပြီးတော့ထိထိရောက်ကူညီပေးနိုင်ဖို့ကြိုးစားပေးပါကျွန်တော်အခု အများကြီးခီးစင်နေနဲ့ဟိုတော်လိုင်းဖက်လဲကုမယ်ဒီထောင်ကြီးကကဏ္ဍလဲဆောင်ရွက်မယ်အညာဟုလဲဆက်ပြီးဖြန့်ကျက်နိုင်ဖို့ကြိုးစားမယ်ကျွန်တော်ပြည်သူနဲ့အတူရှိနေပါတယ်ကျေးဇူးတင်ပါတယ်